အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ unbox ဆင်းလုပ်ပြီးမှာကတော့ Kaxio F91W တဲကပေါ့နော်ကျွန်တော်တို့လက်ရှိပြောမှဆိုရင် F91W မှာလုံးဝကျွန်တော်တို့ပြောမှဆိုရင်ကျွန်တော်မြန်မာပြည်မှာလက်ရှိကျွန်တော် TikTok မှာပဲဖြစ်ဖြစ် Facebook မှာဖြစ်ဖြစ်လုံးဝဟို West နဲ့ပတ်သက်လို့ရှိရင် Master လို့ပြောလို့ရတယ်ကော်ဆိုး West ကနေ F91W အဖြူလေးဝေးပြလိုက်တယ် ်အဖြူလေးဝေးပြလာအဖြူလေးကတော်တော်လေး popular ဖြစ်သွားတာပေါ့ popular ဖြစ်သွားပြီးတော့မှကျွန်တော်စီမှာ F91W order တွေတော်တော်လေးတက်လာတယ်ဘာလို့ဆိုတော့ကျွန်တော်မဝယ်လို့မရဘူးကျွန်တော်မန္တလေးမှာလည်းဝယ်လို့မရဘူးဆိုတဲ့အနေအထားမှာကျွန်တော်က F91W တွေ order တော်တော်များတက်လာတယ်ကျွန်တော်အဲ့အတွက်လည်းအရန်ဝါသာပါတယ်ဘာလို့ဆိုတော့ကို Scorso West အကိုကဝယ်ပြလိုက်တဲ့ effect ကကျွန်တော်စီမှာလာပြီးတော့ customer တိုးလာတယ်လို့ပြောလို့ရတာပေါ့နော်အခုလည်းကျွန်တော်အားကြီးကျေးဇူးတင်ပါတယ်အောက်ထက်ကျွန်တော်အဆင်ပြေလို့ရှိရင်လည်းအခုကျွန်တော်ပြောစီချင်တာ Attitude West တွေနောက် Fashion Brand West တွေကိုများများလေးဝယ်ပြပါအခုဝယ်တဲ့ တိန်ရာဇဝင်ထောင်ကျော်တန်းနေခန်းခါဝင်မပြပါနဲ့ဘာလို့လဲကျွန်တော်အဲ့ဒီမြောင်းလို့စတာပါဗျာကျွန်တော်ခုပြပေးမယ်ဟေးဒီနေ့ကျွန်တော်စီမှာဒီဦးရောက်ထားတာကဒါက customer အကိုတယောက်ထဲကပဲမှားလာတာဒါလေးကရောက်လာပါပြီ okay wow ပထမဆုံးဖွင့်လိုက်တာ ਨੇ ဒီကောင်လေးပါ F91W ကိုအဖြူလေးပါအာဒီကောင်ကတော့ကျွန်တော်တို့ဟာဒီကောင်ကျွန်တော် review ဒီကောင်ရိုက်ပြီးပါခင်ဗျာဒီကောင် review ရိုက်ပြီးပါပြီဒီ 9D ကလည်းတော်တော်လေးကိုကျွန်တော်စီမှာရဘာဖြစ်လို့ဆိုတော့ဒီကောင်လေးကလက်ရှိမြန်မာပြည်ပစ္စည်းပြတ်နေတဲ့ကောင်လေးဆိုတော့ကျွန်တော်စီကတော်တော်လေးအမှားများတယ်ဗျာကက်ဆာမှာတော်တော်များများကဟိုပစ္စည်းပြတ်တဲ့ပစ္စည်းတွေဆိုလို့ရှိရင်ကျွန်တော်စီကိုအရင်ဆုံးသတိရကြတယ်ဘာဖြစ်လို့ကျွန်တော်စီမှာကက်ဆီယိုနဲ့ပတ်သက်ပြီးတော့ပစ္စည်းပြတ်တယ်ဆိုတာတော်တော်လေးရှားပါတယ်ဘာဖြစ်လို့ကျွန်တော်စီမှာဝယ်လို့ရဒါပေမဲ့ customer ဆိုတာက အခုလိုချင်ပစ္စည်းကိုအခုဝယ်အခုဝယ်အခုလိုချင်တာပါနော်ဒါပေမဲ့ကျွန်တော်တို့ဆောက်ရတဲ့လောကပစ္စည်းမရတော့ဆိုလို့ချင်ကျွန်တော်စီအားလုံးတန်းပြီးတော့ပြေးလာပါတယ်အဲဒီကောင်လေးပါဒီကောင်လေးကတော့ကျွန်တော် review လုပ်ထားပြပါပြီ 168wgg ပါဒါလေးကလည်းကျွန်တော်ကျွန်တော်စီမှာတော်တော်လေး order တက်ထားတဲ့ပစ္စည်းပါဘာလို့ဆိုတော့လောကမြန်မာနိုင်ငံမှာပစ္စည်းတော်တော်ပြတ်နေတဲ့အတွက်ကျွန်တော်ကိုလောကကော်လာအရင်များတယ်ဒီကောင်လေးပါဒါလေးကကျွန်တော် review လုပ်ထားပြီဆိုတော့ဒါလေးကျွန်တော်မပြတော့ပါဘူးအဲကျွန်တော်တင်လိုက်ပါတော့ ကျွန်တော်ကဒါကက်ဆက်မအခုတယောက်တည်းမှားလာတာပါနှလုံးနှလုံးမှားလာတာပါအခုကျွန်တော်ဒီရောက်လာပြီဆိုတော့ကျွန်တော်အခုပြပေးချင်တာက F91W ကိုမောင် white color လေးပါတော်တော်လေးမိုက်ပါတယ်တော်တော်လေးနဲ့မိုက်တူလို့တော်တော်လေးနဲ့ဘယ်လိုပြောမလဲကျွန်တော်ဒီကောင်ဇီးလေးနဲ့နည်းနည်းလေးမြင်တာပေါ့နော်ပြောမှာဆိုလို့ရှိရင် Okay โอ้ဒီကောင်လေးကအဖြူရောင်လေးပေါ့နော် F91W မှာအဖြူရောင်လေး သူ့ရဲ့ model နံပါတ်ကတော့ကျွန်တော် F91WB 7ADF ဆိုတဲ့ model လေးနဲ့လာပါတယ် original ကစေးကဘတ်1200ပါဒီကောင်လေးက original ကစေးကဘတ်1200ပါကျွန်တော်စီမှာဒီကောင်လေးမှားမယ်ဆိုလို့ရှိရင်ကျွန်တော်အခုရောင်းပေးတဲ့ဈေးက3400ပါဘာလို့ဒီကောင်ကျွန်တော်ဝယ်ရတာလောလောဆယ်ပါပစ္စည်းပြတ်နေလို့ဆိုပြီးတော့ကျွန်တော်ကိုရောင်းတဲ့ဆိုင်လေးရတယ်ဈေးတင်ပြီးရောင်းတယ်ပြတော်လို့ရှိရင် ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ဒီကောင်ကျွန်တော်တသိန်းစွန်းစွန်းနဲ့ရောင်းလို့ရတယ်ဒါပေမဲ့အခုကျွန်တော်ဝယ်ရတဲ့ဈေးကများနေတဲ့အတွက်ကျွန်တော်ဒီမှာဝယ်အခုမှမယ်ဆိုလို့ရှိရင်တသိန်း၄တောင်း၅တောင်းနဲ့ရပါတယ် Flyman W အဖြူအောင်လေးပါတော်တော်လေးကိုလှပါတယ်အဖြူအောင်လေးကဒါကျွန်တော်အခုကျွန်တော်ဝတ်ထားတဲ့ကောင်က EU ကျွန်တော်အစိမ့်အောင်တိုင်းနဲ့ပေါ့နော်ဒီကောင်လေးကျွန်တော်ရှင်ပြပြီဒါကအစိမ့်အောင်တိုင်းနဲ့ပါဒါလေးကကျွန်တော်ဒီမှာအခုကျွန်တော်အခုတစ်ခါရဲ့ဟိုဟိုတစ်ခါကကျွန်တော် log ကြရတာတော်တော်အလုံးအများကြီးမကြံတော့ပါဘူးအလုံး20ကျော်30ပဲကျန်တော့ပါတယ်3900လောက်နဲ့ရပါသေးတယ် ဒီကောင်လေးအဖြူလေးဆိုတော့3400လောက်ပါဒါရှင်းပြပေးတာပါဒီကောင်လေးကတော့ကျွန်တော်အစိမ်းအောင်လေးပေါ့နော်အဖြူကောလုံးဝဒီကောင်ကျိုးကောကျွန်တော်အားလုံးအဖြူပါနောက်ပြီးတော့ဒီကောင်ကကျွန်တော် made in thailand နဲ့လာတာပါဟော made in thailand ပါလုံးဝကျွန်တော် china အလုံးမဟုတ်ပါဘူး made in thailand ပါကျွန်တော်ဒီနောက်ကျောမှာကောဒီကျွန်တော်တို့ဒီ queen မှာကော made in thailand ပါပြီးသားပါနောက်ထပ်ဒီကောင်လေးကိုကျွန်တော်ပြပေးကျွန်တော်သူ official ကျွန်တော်တို့ oranisiamg ရဲ့တစ်နှစ်ပါပါတယ် တော့ official ဒီကောင်းရဲ့ manual book လေးပါပါတယ်ဒါလေးကကျွန်တော်မှာမှာဆိုလို့ရှိရင်တသိန်း၄သောင်း၅000နဲ့မှာလို့ရပါသေးတယ်တသိန်း၄သောင်း၅000ဆိုတာကကျွန်တော်ဒီမှာပြောရမယ်ဆိုလို့ရှိရင်ဒီကောင်းဈေးအတက်တာဆုံးလို့ကျွန်တော်မပြောပါဘူးဘာလို့လဲကျွန်တော်နည်းနည်းလေးဈေးမြင့်ပါတယ်ဘာဖြစ်လဲကျွန်တော်ပုံမှန်အရင်တော့ရောင်းလာတာတသိန်းဆွတ်ဆွတ်နဲ့ရောင်းလို့ရတဲ့ဟာကိုအခုပစ္စည်းပြက်နေတယ်ဒီမှာလည်းပစ္စည်းငဲနေတယ်ပစ္စည်းငဲနေတော့ဆိုင်ကြီးကနည်းနည်းလေးဈေးတင်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ပေးတယ်ပေါ့နော်အဲ့ချို့ဟိုဟာဒီ solution တော့မှာပစ္စည်းမရှိတော့ဘူးလို့ပြောတယ်ဗျာသူတို့ solution လို့ရှိရင် ရောင်းတဲ့ဈေးကအခုကျွန်တော်တို့မြန်မာဝင်နဲ့တွက်မှာဆိုလို့ရှိရင်တော့ဘတ်ထောင်နေရဆိုလို့ရှိရင်ကျွန်တော်တို့ကတသိန်းခွန်တောင်တသိန်းရှစ်တောင်လောက်ရောင်းတယ်ဒါလေးရကျွန်တော်ကျွန်တော်ဝယ်ရတဲ့ဈေးနေနဲ့များလို့ဒါလေးကိုကျွန်တော်ဈေးအသက်သာဆုံးနဲ့ကျွန်တော်တို့မှာရမယ်လို့တော့ကျွန်တော်မပြောပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဈေးများပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဝယ်ရဈေးများတွေဒါလေးလည်းဈေးများပဲကျွန်တော်ဈေးအသက်သာဆုံးတကောင်မရနိုင်ဘူးတသိန်း၄တောင်၅တောင်လည်းတော့ရတယ်ဒါမှားယူခြင်းနဲ့ဒီမိနေရှိလို့ရှိရင်ကျွန်တော်ကိုထပ်ပြီးတော့မှားလို့ရပါသေးတယ်ပစ္စည်းကြံပါသေးတယ်ကျွန်တော်ဒီမှာလက်ရှိ order လဲ၁၀လုံးလောက်ရှိပါတယ်အခုမှားလာတဲ့အကူလို့အားလုံးကိုကျွန်တော် senior လိုက် ကျွန်တော်ပို့ပေးပါမယ်ကျွန်တော်အားလုံးကိုကျွန်တော်စီနီယာလိုက်ပို့ပေးပါမယ်နော်အဲ့ဒါလေးလည်းကျွန်တော်ကြိုပြောတာပါအငါငါတော့မရသေးဘူးလားဟိုဝင်မရသေးဘူးလားဒီမရသေးဘူးဖြစ်မှာဆိုလို့အခုမှားလာတဲ့အတိုင်းကျွန်တော်စီနီယာလိုက်ပို့ပါအခုဒီနေ့မှားရင်ကျွန်တော်နောက်လေးဆိုကျွန်တော် order တင်ပါလေအေး order ကနေ PC ရောက်လာတာနဲ့ကျွန်တော်စီနီယာလိုက်တော့ကျူစနစ်ပဲဘုရုမှာကျွန်တော်ကြော်ပြီးလည်းမပေးဘူးဘူးဘုရုမှာကျွန်တော်ဟိုအရင်ဆိုပြီးတော့လည်းအဲ့လိုဦးစားပေးစနစ်နဲ့ကျွန်တော်မှမရှိပါဘူးကျွန်တော်မှကျူစနစ်ပါအားလုံးကဒီဇိုင်းနဲ့ပါပဲပုံမှန်တိုင်းပဲကျွန်တော်ပို့ပါတယ်ဒါလေးကကျွန်တော်ဒီမှာမှားမယ်ဆိုလို့ရှိရင် မလို့ရတယ်ပေါ့နော်တော်ထပ်ပြောပြောချင်တာကဒါကျွန်တော်နောက်မှ CMG လည်းပါတယ်ပေါ့နော်ဒီကောင်က official Thailand မှာ F91W အဖြူလေးပါဒီကောင်ကကျွန်တော်တို့အများကြီးကြုံကြရစရာမလိုဘူးဒီကောင်ရဲ့ vibe ကဟိုကို score so west ကပြောထားတဲ့အတိုင်းပါပဲအကောအကြီးလေလုံးဝမိုက်ပါတယ်ကျွန်တော်တို့ဘယ်လိုပြောမလဲအရန်ကို brand new နဲ့နိုင်ရီပတ်နေတဲ့လူတွေတော့မှဒီလိုမျိုးနိုင်ယူကျွန်တော်ဂုံယူဝင်ကြောက်တာနဲ့ဒီနေ့ရှင်ဒီပတ်နေတော့ပေါ့နော် ဒီကောင်ဟိုဘယ်လိုပြောမလဲ Vetro bike ကိုကျွန်တော်တို့တော့ vintage bike ကိုဒီကောင်ဘယ်လိုပဲဘယ်လိုဝေစားလို့မျိုးနဲ့မဆိုပေါ်လွင်တဲ့ bike ကိုရတယ်ဗျ။ color ကလည်းအဖြူအောင်ဆိုတော့လေကျွန်တော်အဲ့အဖြူအောင်ကမှကျွန်တော်တို့အနက်ရောင်နဲ့ပဲဝေးပဲကျွန်တော်တို့ sport wear ပဲဝေးပေါ့ဗျာ။အဲကျွန်တော်တို့ဘလူ dinner ပြည်ပဲတော်တော် party wear တွေပဲတော်တော်ဘလူပဲဖြစ်ဖြစ်လူငေးတယ်ဗျာဒီကောင်လေးအာဘလူပြောမလဲအရန်ချမ်းသာတဲ့လူကဟာဒီလိုနိုင်လို့ဘာလို့ပတ်ထားတာပါလဲဆိုတော့ vibe ကဒီ Casio F91W မှာရပါတယ် ဝရန်နီနဲ့ပြောဝရန်နီကတော့ကျွန်တော်ဒီမှာဒီကောင်လေးက1 plus 1မှာကျွန်တော် official ဝရန်နီကတော့ဒီမှာ1 year ပါပါတယ်အဲကျွန်တော်စီကနေပြော1 year ကျွန်တော် supply ဆိုင်ကပြီးပါတယ်အဲ့တော့ဝရန်နီက1 plus 1ဆို2 year အပြည့်ရပါတယ်အဲ supply ဆိုင်ကကျွန်တော်2 year အပြည့်ပြပါတယ်ကျွန်တော်ဆိုပစ္စည်းမှာမယ်ဆိုလို့ရှိရင်တော့20% deposit ကတော့ကျိုးမဖြစ်မနေလွှဲပေးရပါတယ်ကျန်80%ကအိမ်ရောက်ငွေချေရပါတယ်ခင်ဗျကျွန်တော်ဒီကထိုင်းနိုင်ငံကနေကျွန်တော်တစ်ကမ္ဘာလုံးကိုအဲ ကြီးကျယ်တော့ပြောလိုက်မှာနော်ကျွန်တော်တစ်ခါတော့ပို့ပါတယ်အမှန်တော့ကျွန်တော်အဓိကရောင်းလာတော့ကျွန်တော်မြန်မာပြည်ကိုရောင်းလာပါဒီကနေ့လည်းကျွန်တော်ပြောတခြားပြည်နိုင်ငံမှာမှာကျွန်တော်ပို့ပြီးပါတယ်အဲအဲ့ဒါလေးလည်းကျွန်တော်ပြောပြတာပါနောက်ဘန်ကောက်မြို့အတွင်းနဲ့မှာလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်တော်ပြီး delivery ပို့ပေးရမှာဆိုလို့ကျွန်တော် delivery charge ကဈေးကြီးပါတယ်ငွေအပြည့်ကျိုးလွယ်ပေးလို့ဆိုလို့ရှိရင် delivery charge ပေးကြမလို့ပါဘူး free ပါခင်ဗျာမြန်မာနိုင်ငံကပဲငွေပြည့်ကျိုးလွယ်ပေးထိုင်းနိုင်ငံကပဲငွေပြည့်ကျိုးလွယ်ပေး delivery က free ပါတခြားနိုင်ငံတွေကတော့ငွေပြည့်ကျိုးလွယ်ပေးလို့ delivery ကတော့လုံးဝ delivery ကတော့ free မဟုတ်ပါဘူး ကြာတဲ့ငွေတော့ပေးရပါမယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တခြားနိုင်ငံတွေဆိုလို့ရှိရင် delivery ပို့ရတာဈေးကြီးပါတယ်။အဲ့ဒါလေးလည်းကျွန်တော်ပြောပြတာကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်။ကျွန်တော်ခင်ဗျာကိုဖြုတ်ပါ။ Bye bye ။